စာဖတ်ခြင်းကတင့်ကိုဘယ်လိုထူးခြားတဲ့စွမ်းအင်တွေပေးနိုင်တယ်လို့ထင်ပါသလဲစာဖတ်ခြင်းကဘ ഹു တုဒတိုးပွားဖို့အတွက်ပဲလို့ထင်နေကြပါတယ်တကယ်တော့စာဖတ်ခြင်းကနေဘ ഹു တုဒတိုးပွားရုံသာမကသင်မသိသေးတဲ့ဇာကောင်းမွန်တဲ့ရာလတ်တွေအများကြီးလဲရှိပါသေးတယ်ဒါကြောင့်အားလတ်ချိန်တွေမှာစာအုပ်လေးတွေဖတ်ပေးပါစာဖတ်ခြင်းကနေပေးနိုင်တဲ့ထူးခြားတဲ့စွမ်းအင်တွေကတော့ ။နံပါတ်1အုံနောက်ကိုပုံမူလှုံ့ဆော်ပေးနိုင်တယ်။စာဖတ်ခြင်းဟာသင်ရဲ့အုံနောက်ကို အလုံးလုံးစေပါတယ်။အုံနောက်ဟာခန္ဓာကိုယ်ရဲ့အခြားခြေသားတွေလိုပဲသင်လေးချိန်ကလှုပ်လေလေသင်ရဲ့ခြေသားတွေဟာကြီးထွားလေလေပဲဖြစ်ပါတယ်။နံပါတ်2စာဖတ်ခြင်းကအာယုံစူးစိုက်မှုအားကိုကောင်းပွန်စေတယ်။ ဘဝမှာတခုခုကိုအောင်မြင်ကြတဲ့ဆိုရင်တော့အာယုံစူးစိုက်မှုရှိနေဖို့ကအရန်ကိုအရေးကြီးပါတယ်သင်ဟာစာအုပ်တော့ကိုဖတ်နေတဲ့အခါစာရွက်ပေါ်ကစလုံးတွေပေါ်ကိုသင်အာယုံစူးစိုက်မှုကိုထားပြီးတော့ဇလန်းထဲမှာမျောပါနေပါရဲ့စာဖတ်ခြင်းဟာသင်ရဲ့အာယုံစူးစိုက်မှုအထင်ကိုအလွယ်တကူပြုစုပြိုးထောင်ပေးနိုင်ပါတယ်နံပါတ်3ဘဟုတုတများစွာကြွယ်ဝစေတယ် စာဖတ်ခြင်းဟာဗဟုသုတများစွာကျွဲဝစေပြီးတော့အထရေအခေါ်မြင့်တက်လာစေနိုင်ပါတယ်။ဆောင်းလေးဘလောက်ပဲပါနေပါစေ။ဒီတစ်ချိန်ချိန်မှာပြန်လည်သုံးပြုလို့ရမယ်။အသိပညာတွေပါဝင်ပြီးသင်ငန်းစာများများဖတ်နိုင်လေလေသင်ထရပ်ပို့ပြီးအကျိုးရှိလေလေပဲဖြစ်ပါတယ်။နံပါတ်၄စိတ်ဖြည်စည်းမှုရောကြစေတယ်။ဆောင်းအုပ်ကောင်းကောင်းဝိတုကောင်းကောင်းတော့အုပ်ဟာ တင့်ကိုအခြားကမ္ဘာတစ်ခုစီကိုဆွဲခေါ်သွားနိုင်ပြီးတင့်လက်ရှိဘဝရဲ့စိတ်ဖိစီးမှုတွေကို ကုသဖို့အတွက် အကောင်းဆုံးနည်းလမ်းလေးတစ်ခုပဲဖြစ်ပါတယ်။နံပါတ်5စာဖတ်ခြင်းကနင့်နဲ့ခြိုက်ခြိုက်အိပ်ပျော်စေတယ်။စာတစ်ခုကိုကင်လိုက်တာနဲ့အိပ်ပျော်သွားတဲ့သူတွေများစွာရှိတတ်ပါတယ်။စာဖတ်တယ်လေးချင်းမရှိကြသေးလို့ပဲဖြစ်ပါတယ်။ဒါပေမဲ့သင်ဟာအဲ့ရမဝင်ခင်စာကိုနည်းနည်းပဲဖြစ်ဖြစ်ဖတ်တတ်တဲ့အချင်းရှိမယ်ဆိုရင်တော့ သင်ရဲ့အိပ်ဆက်ချိန်ဟာပိုပြီးနစ်နစ်ကြိုက်ကြိုက်ကလေးအိပ်ပျော်စေနိုင်မှာပဲဖြစ်ပါရဲ့။နံပါတ်6လူတွေကိုပိုပြီးနားလည်ပေးနိုင်လာမယ်။တခြားသူတွေရဲ့ထွေကြုံအခက်အခဲတွေကိုဖတ်ရှုခြင်းဟာဘဝမှာတခြားသူတွေရဲ့ခက်ခဲကိုပုံမိုသိရှိလာပြီးတော့လူတွေကိုပုံမိုနားလည်တတ်လာစေပါတယ်။လူတယောက်ကို ပေါ်ရန်ကြည့်ပြီးဝေဖန်မှုကတော့ မလွယ်ကူလပါဘူးဒါပေမဲ့သင်ဟာစောင်းတွေတဲကနေလူအများကြီးရဲ့တွေ့တုံမျိုးစုံကိုဖတ်မယ်ဆိုရင်တော့လူအမျိုးမျိုးစိတ်ထွေထွေတောင်းကို ပို့ပြီးတော့နားလေပေးတဲ့လာနိုင်မှာပဲဖြစ်ပါတယ်ဒါကတော့စာဖတ်ခြင်းကနေပြီးတော့တင့်ကိုပေးမယ်ထူးခြားတဲ့စွမ်းအင်6မျိုးအကြောင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ မိတ်ဆွေတို့အားလုံးလည်းစာဖတ်တဲ့လေ့ကျင့်လေးရှိပြီးတော့ဒီနေ့လည်းပုံမှန်7မိနစ်15မိနစ်ခန်းကတော့စာဖတ်ပေးသင့်ပါတယ်အားလုံးပဲစာဖတ်ခြင်းဖြင့်ထူးခြားတဲ့စွမ်းအင်တွေကိုရယူပိုင်ဆိုင်နိုင်ကြပါစေရှင်အားလုံးကိုကျေးဇူးတင်ပါတယ် ဇမရင်ဆိုင်ရာဘဟုသုတတွေဖြစ်သုတရာတာနဲ့စိတ်ခွာဖြစ်ပွဲစာပေမျိုးမျိုးကိုနေ့စဉ်တင်ဆက်ပေးနေတာဖြစ်လို့စာပေသုတလူရန်ရ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ထားခဲ့ပေးပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်